မင်္ဂလာပါဗျ 2D KMT မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျဒီဘက်ကကျွန်တော်ပြထားတဲ့လေလုံးအခွေကတော့ဒီနေ့မှာတော့ရချိန်ပြည့်ပြီပေါ့ဗျာနော်အဲ့ဒီအခွေဆိုင်လေးကိုလည်းကျွန်တော်နောက်ဆုံးရဖြစ်တဲ့အတွက်အခွေဆိုင်လေးကိုတော့ကျွန်တော်ယူထားတဲ့မူလေးကိုတော့ပြပေးမယ်ဗျအကူမလို့ကြိုက်နှစ်တိုင်တော့တုံးပေါ့နော် ော်လဲဒီဘက်ဘယ်လိုလေးဖြစ်နေလဲမသိဘူးပြနော်လွဲချော်မှုတွေတင်မယ်ပြနေတိုင်းလူတွေကိုလွဲနေတော့ပဲလွဲလွဲလေးပဲကောင်းပါလေပြနော် ောနန္ဒခိုင်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာကျွန်တော်လည်းတွေ့ပြရတော့အားရနာလာပြီပေါ့နော်ကျွန်တော်ရဲ့ပေါ့စီဂျင်တို့ပေါ့နော်ပေါ့စီဂျင်တို့အတွက်အကောင်းဆုံးဖြစ်အောင်တော့စူးစမ်းပြီးတော့တွေ့ပြပေးတာပဲဗျာခင်ຫນွေဘူးတဲ့ ောနန္ဒခိုင်းနေအပိလေပါတဲ့ဟုတ်ကဲ့ပါဗျာအပိမှုတော်လည်းကျေးဇူးတင်ပါလေဗျာမနေ့ကကျွန်တော်နှစ်ပိုင်ရခဲ့တဲ့ site ကတော့ဒီနေ့အတွက်ကတော့လုံးမိုင်းတော့တွေ့တယ်ပေါ့နော်ဒါပေမဲ့လည်းတိတ်တော့မကြိုက်ဘူးပေါ့ ျွန်တော်အရင်ဆုံးပထမဆုံးထိတ်စီလိုင်းကြီးတွက်ပြပေးမယ်ဗျထိတ်စီပေါ့နော်ထိတ်စီရောနောက်ဘက်ကောထဲထိုးရမယ်ခဏဗျကိုမတော့ကြာရင်တော့တုံးပေါ့နော်တော့ဒီမှာဆိုရင်၈ရက်၅ရက်ဒီရက်၄ရက်၃လုံးပေါင်းချင်းဒီခွန်ခွန်ရက်နှစ်ခတ်ဒီ၃ည ဒီခွန်သုံးညဖြစ်ခြင်းကြောင့်ရှင်ငါလီပေါင်းခြင်းဒီခွန်ခွန်ရဲ့နှစ်ခတ်သုံးညခွန်သုံးညဖြစ်ခြင်းကြောင့်ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းဒီလည်းခွန်တို့မဟုတ်သုံးညဖြစ်ရမယ်ဗျာတို့ဒီမှာခွန်သုံးညဖြစ်ခြင်းပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီကျွန်တော်တို့ခွန်ဆိုပြီးတော့ဖြစ်တယ်ဗျာကောင်ကိုမင်းနဲ့မနက်ကလိုင်းမလွတ်ဘူးနော်တဲ့လွတ်မှာလေဗျာနော်ကိုမရီတို့နေမှာပါဗျာကျော်တော်မနက်က လေးပတ်တီးပြလိုက်တာပေါ့နော်လေးပတ်တီးပြတော့လဲလွဲပါလေဗျအဲဒါဆိုရင်နောက်တစ်ပင်ကလည်းကျွန်တော်တို့ဒီမှာ၄ရဲ့၃ညရဲ့ဒီရက်၆၄၃ညာ၆ပေါင်းချင်းဒီ၃ညာ၃ညရဲ့နှစ်ခက်ဒီခွန်း၃ညာခွန်းဖြစ်ချင်းကြောင့်ဒီ၃လုံးပေါင်းချင်း၃ညာ၃ညာနှစ်ခက်ခွန်း၃ညာခွန်းဖြစ်ချင်းကြောင့်ကျွန်တော်တို့ဒီနှလုံးပေါင်းချင်းဒီလဲ၃ညာတို့မဟုတ်ခွန်းဖြစ်ရမှာပေါ့နော်ဒီမှာဒီ၁၆ပေါင်းချင်းဒီကျွန်တော်တို့ခွန်းဆိုပြီးတော့ဖြစ်တယ်ဗျာ ောက်ဆိုနောက်တစ်ပင်ရ6ရဲ့ခွင်ရပေါင်းခြင်းတီ3 3နဲ့ဒီရ9နဲ့ပေါင်းတော့8 6ခွင်ငါပေါင်းခြင်းတီ8 8ရဲ့နှစ်ခက်တီဒီ8 1ဖြစ်ခြင်းကြောင့်တို့ဒီနှလုံးပေါင်းခြင်းတီလဲ8တို့မဟုတ်1ဖြစ်ရမယ်ဗျဒီမှာ3ည8ပေါင်းခြင်းတီကျော်တို့8ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပင်ရလဲ9ရဲ့9ရဲ့ဒီရ8 9 9 8ပေါင်းခြင်းတီ8 8ရဲ့နှစ်ခက်တီ ဒီ၈၁ဖြစ်ခြင်းကြောင့်ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းဒီလဲ၈၁ဖြစ်ရမယ်ဆိုတော့ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းဒီကျွန်တော်တို့၈ဆိုပြီးတော့ဖြစ်တယ်ဗျ။ဒါဆိုကျွန်တော်ဒီနေ့မှာ၈ရဲ့၃ရဲ့ပေါင်းခြင်းဒီ၁၁နဲ့ဒီက၃နဲ့ပေါင်းတော့၄ဒီ၃လုံးပေါင်းခြင်းဒီ၄၄ရဲ့နှစ်ခတ်ဒီ၂ဒီ၄နှစ်ဖြစ်ခြင်းကြောင့်ကျွန်တော်ဒီနှလုံးပေါင်းခြင်းဒီလဲ၄သို့မဟုတ်၂ဖြစ်ရမယ်ဆိုရင်ကျွန်တော်ဒီမှာဒီ သုံးနောက်ပဲရှိထားတာဖြစ်တဲ့အတွက်လေးဖြစ်အောင်ဆိုရင်ကျွန်တော်ဒီမှာဒီတစ်ထိတ်ဆိုပြီးတော့ထည့်ရမယ်ဗျ။ကျွန်တော်ဒီနှစ်ဖြစ်အောင်ဆိုရင်တော့ဒီမှာသုံးရှိထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုးထိတ်ဆိုပြီးထည့်ရမယ်ပေါ့နော်။အားလုံးမဲ့ဒါလေးနဲ့နားလေးသဘောပေါက်ကြမယ်လို့ထင်ပါတယ်ဗျ။အကိုမတို့ကစိုက်နေတတ်မှလည်းသုံးပေါ့နော်။ကျွန်တော်ဒီကောင်းလေးကိုပေါ့နော်ဒီသုံးလုံးပေါင်းခြင်းဒီ၄၄ပါဝါ၉၄နှစ်ခက်နှစ်၄ကိုနှစ်လို့ယူမယ်ဆိုရင်တော့ကျွန်တော်ဒီမှာဒီ

436ပေါင်းကျင်းဒီ3ညပေါ့နော်3ညနှစ်ခတ်ခွင်3ညခွင်ကိုလည်းဒီနှလုံးပေါင်းကျင်းဒီရောတော့3ညခွင်ဖြစ်ရမယ်ဆိုတော့ဒီနှလုံးပေါင်းကျင်းဒီခွင်ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပြင်က6ရဲ့ခွင်ရဲ့ပေါင်းကျင်းဒီ3 3နဲ့ဒီက9နဲ့ပေါင်းတော့8ဒီ3လုံးပေါင်းကျင်း8 8နှစ်ခတ်ဒီ8 8ဖြစ်ချင်းကြောင့်ဒီနှလုံးပေါင်းကျင်းဒီလည်း8တော့မဟုတ်8ဖြစ်ရမှာပေါ့နော်ဒီမှာဒီ3ည8ပေါင်းကျင်းဒီ8ဆိုပြီးတော့ဖြစ်တယ်ဗျအဲဒါကြောင့်နောက်တစ်ပြင်က 9ရဲ့9ရဲ့ဒီရဲ့8ကဲ3လုံးပေါင်းချင်း8 8နှစ်ခက်8 8ဖြစ်ချင်းကိုလည်းဒီနှလုံးပေါင်းချင်းဒီ8 8ဖြစ်ရမယ်ဆိုတော့6နှစ်ပေါင်းချင်းဒီ8ဆိုပြီးတော့ဖြစ်တယ်ဗျ။အဲဆိုကျွန်တော်ဒီနေ့ညနေမှာ8ရဲ့3ရဲ့ပေါင်းချင်းဒီ1 1နဲ့ဒီက3နဲ့ပေါင်းတော့4 4ရဲ့နှစ်ခက်ဒီ2 4နှစ်ဖြစ်ချင်းကြောင့်ဒီနှလုံးပေါင်းချင်းဒီ4နှစ်ဖြစ်ရမယ်ဆိုရင်ဒီမှာ3နောက်ပဲရှိထားတာဖြစ်တဲ့အတွက်ဒီ4ဖြစ်အောင်ဆိုရင်တစ်ထိတ်ထဲမှာကျွန်တော်တို့4ဖြစ်မယ်ဗျ။ ီနှစ်ဖြစ်အောင်ဆိုရင်တော့ဒီမှာ3နောက်ပဲရှိထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့6ထိပ်ထဲမှာပဲနှစ်ဖြစ်မယ်ဗျာကျွန်တော်ဒီကောင်ကို၄၉နှစ်လို့ယူမယ်ဆိုရင်တော့ကျွန်တော်ဒီမှာဒီ၁၉၆ဒီထိပ်ပေါ်ပဲเนาะအားလုံးပဲနားလေကြမယ်ထင်ပါတယ်ဗျအခုကျွန်တော်နောက်ပိတ်လိုင်းလေးပေါ့เนาะနောက်ပိတ်လိုင်းဒီ၈ရယ်ခွင်ရယ်ဒီက၃ရယ် ဟုတ်လေ၄ခွန်၃ပေါ့နော်ဒီ၃လုံးပေါင်းခြင်း၄ရဲ့ခွန်ပေါင်းခြင်း၁၁နဲ့၃နဲ့ပေါင်းတော့၄၄ရဲ့နှစ်ခက်နှစ်၄နှစ်ဖြစ်ခြင်းကြောင့်ဒီ၃လုံးပေါင်းခြင်းဒီ၄၄ရဲ့နှစ်ခက်နှစ်၄နှစ်ဖြစ်ခြင်းကြောင့်ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းဒီလည်း၄တို့မဟုတ်နှစ်ဖြစ်ရမယ်ဗျဟိုဒီမှာ၄၃ညာပေါင်းခြင်းဒီ၄ဆိုပြီးတော့ဖြစ်တယ်ဗျဒါဆိုရင်နောက်တစ်ပင်ကလည်း 6ရဲ့5ရဲ့ပေါင်းချင်းဒီ1တင်းနဲ့ဒီရဲ့1နဲ့ပေါင်းတော့2 6 5 1ပေါင်းချင်းဒီ2 2ရဲ့နှက်ခတ်ဒီ4ဒီ2လေးဖြစ်ချင်းကြောင့်ကျွန်တော်တို့ဒီနှလုံးပေါင်းချင်းဒီလည်း2တို့မဟုတ်4ဖြစ်ရမယ်ဗျကျွန်တော်ဒီမှာဒီနှလုံးပေါင်းချင်းဒီ2ဆိုပြီးတော့ဖြစ်တယ်ဒါဆိုရင်နောက်တစ်ပင်က9ရဲ့3ရဲ့ပေါင်းချင်းဒီ8 8နဲ့ဒီရဲ့3ညာနဲ့ပေါင်းတော့8 9 3 3ညာပေါင်းချင်းဒီ8 8ရဲ့နှက်ခတ်ဒီ8 8ဖြစ်ချင်းကြောင့်ကျွန်တော်တို့ ဒီနှလုံးပေါင်းခြင်းဒီလဲ shit တော့မဟုတ်တက်ဖြစ်ရမှာပေါ့နော်ဒီမှာဒီနှလုံးပေါင်းခြင်းဒီကျွန်တော်တို့တက်ဆိုပြီးတော့ဖြစ်တယ်ဗျ။ဒါဆိုကျွန်တော်ဒီနေ့ညနေမှာရှစ်ရဲ့၃ညရဲ့ဒီရက်၆ကရှစ်၃ည၆ပေါင်းချင်းဒီလေးလေးရဲ့နှစ်ခတ်ဒီနှစ်ဒီလေးနှစ်ဖြစ်ချင်းကြောင်းကျွန်တော်တို့ဒီနှလုံးပေါင်းချင်းဒီလေးလေးတော့မဟုတ်နှစ်ဖြစ်ရမယ်ဆိုရင်ကျွန်တော်ဒီမှာနှစ်ထည့်ရှိရတာဖြစ်တဲ့အတွက်ဒီလေးဖြစ်အောင်ဆိုရင်ကျွန်တော်တို့နှစ်နောက်ပိတ်ထည့်ရမယ်ဗျာ တို့ဒီနှစ်ဖြစ်အောင်ဆိုရင်တော့ကျွန်တော်ဒီမှဒီ၃ညနောက်ပိတ်ထည့်ရမှာပေါ့နော်အားလုံးမဲ့ဒါလေးတဲ့သဘောပေါက်ကြမယ်ထင်ပါလေဗျာကျော်ဒီမှာဒီတော့6တက်9ဒီထိတ်ပေါ့နော်ကျွန်တော်တို့ဒီကောင်ကိုလည်း6 9နှစ်ဖြစ်ချင်းလို့ယူမှာဆိုရင်တော့တို့ဒီမှာဒီနှစ်ခွန်၃ညဒီနောက်ပိတ်ဗျာဒါကြသူဆံမင်္ဂလာဟုတ်ကဲ့မင်္ဂလာပါဗျာလေးထိတ်ကြနိုင်လားကိုတဲ့ ကျွန်တော်တို့အဲ့လိုတော့မပြောရက်ဘူးပြန်နော်ကျွန်တော်ထဲမှာတော့ကျွန်တော်ဒီမှာ196ထိတ်ပေါ့နော်196ထိတ်ကို2ခွန်း3ညသည်အပိတ်ပြတကယ်လို့ကဏ္ဍတွဲရင်တော့ကျွန်တော်တို့ဒဲဒီကဏ္ဍ6ကွယ်ပေါ့နော်မနေ့ကကျွန်တော်နှစ်ပိုင်ရခဲ့တဲ့လုံးပိုင်ဆိုင်လေးကိုလည်းကျွန်တော်ပြပေးအောင်မယ်ဗျတန်တဲ့နဲ့အစဉ်ပြေအောင်လေးလို့ ဟုတ်နော်ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်လည်းအဆင်ပြေစီကျင်ပါတယ်ဗျာအလုံးအတွက်အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားပြီးတော့ပေးနေတာပါဗျာနော်အဲ့လိုမဲ့ဒါလေးနားလေးမဲ့ထင်တယ်ဗျာကျွန်တော်တို့ဒီမှာဒီ6တိ9ဒီထိနှစ်ခွန်း3ညဒီအပိတ်ပေါ့နော်ဆိုတော့ဆိုရင်လုံးမှန်လေးဒီမနေ့ရက်လုံးမှန်ဒီငါးရက်ခွန်းရဒီက3ညရ3လုံးပေါင်းချင်းဒီနှစ်နှစ်ရက်နှစ်ခက်ဒီလေးဒီမှာကျွန်တော်4ပါ လေးပိုင်မှာလေးတက်ဆိုပြီးတော့ထွက်တယ်နောက်တစ်ပိုင်ကခွင်းရဲ၃ရဲဒီရခွင်းရဲ၃လုံးပေါင်းချင်းဒီခွင်းခွင်းရဲနှစ်ခက်ဒီ၃ည၃ညပိုင်မှာကျွန်တော်တို့60ဆိုပြီးတော့ထွက်တယ်ဗျအဲ့တော့နောက်တစ်ပင်က3ရဲ့1ကပေါင်းချင်းတီ၄၄နဲ့ဒီက9နဲ့ပေါင်းတော့9 9ရဲ့2ခက်တီ6အဲ့ဒီ6တီဒီမှာလုံးပိုင်း6ပိုင်းမှာကျွန်တော်တို့8 6ဆိုပြီးတော့ထွက်တယ်နောက်တစ်ပင်ကလည်း1ရဲ့3ညရဲ့ဒီက3ရဲ့3လုံးပေါင်းချင်းတီ၄၄ရဲ့2ခက်တီ2 2ပိုင်းမှာကျွန်တော်တို့2 3ဆိုပြီးတော့ထွက်တယ်ဗျာ ဲ့တော့ဒီမှာ3ညရဲ့6ကဒီရဲ့6 3ညရေပေါ့နော်3ည6 3ည3လုံးပေါင်းချင်းဒီကျွန်တော်တို့6ဖြစ်လို့6ရဲ့နှစ်ခက်ဒီ9 9ဒီလေလုံးပိုင်းတော့ရှိတယ်ဗျ2 9 6မွေးနေတာကိုဟုတ်ကဲ့ပါဗျာနော်မောင်မောင်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာကျွန်တော်လည်းပြောတာတော့အားတော့နားလာပါပြီဗျာနော်ကျွန်တော်တွက်ဆိုင်တည်းလွဲနေတာဖြစ်တဲ့အတွက်တော့ ဒါဆိုရင်ကျွန်တော်ဒီမှာတော့ဒဲထုတ်ရမယ်ခင်ဗျာပေါ့နော်အားလုံးပဲဒါလေးလည်းနားလည်မယ်ထင်တယ်ပြတကယ်လို့မမှီလိုက်တဲ့သူတွေကအဲ့တော့ live stream ဖြစ်သွားတဲ့အချိန်မှာပြန်ကြည့်ရင်တော့တခြားလေးရှင်းရှင်းလင်းလင်းတွေ့ရမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာတော့ခဏလေးတော့စီးပေးထားမယ်ပြဒဲထုတ်ရမယ်ခဏပေါ့နော် အေးထွန်းအောင်လည်းညံနေတဲ့6နှစ်ထွက်မှာတဲ့ထိုးထားပါတဲ့ထိတ်စီလာရောဒီဘယ်လိုယူလဲဆိုတော့ရောဒီမှာပေါ့နော်၈ရ9ရဒီရ4ရ3လုံးပေါင်းချင်းဒီခွန်းခွန်းနှက်ခတ်3ညခွန်း3ညကိုကျွန်တော်ဒီနှလုံးပေါင်းချင်းဒီလဲခွန်း3ညဆိုပြီးတော့ဖြစ်တယ်ဗျဒီနှလုံးပေါင်းချင်းဒီကျွန်တော်တို့ခွန်းပေါ့နော်နောက်တစ်ပင်က၄3ည6 ၃လုံးပေါင်းခြင်း၃ညာ၃ညာနှက်ခတ်ခွင့်၃ညာခွင့်ဖြစ်ခြင်းကိုလည်းဒီနှလုံးပေါင်းခြင်းဒီ၃ညာသို့မဟုတ်ခွင့်ဖြစ်ရမယ်ပြဒီမှာကျွန်တော်တို့၁၆ပေါင်းခြင်းဒီခွင့်ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပင်က၆ရခွင့်ရ၅ရပေါင်းခြင်းဒီ၈ပေါ့နော်၈နှက်ခတ်ဒီ၈၈ဖြစ်ခြင်းကိုလည်းဒီနှလုံးပေါင်းခြင်းဒီကျွန်တော်တို့၈၈ဖြစ်ရမှာဆိုတော့၃ညာ၈ပေါင်းခြင်းဒီ၈ဆိုပြီးတော့ဖြစ်တယ်ဗျဒီမှာကျွန်တော်တို့နောက်တစ်ပင်က998ပေါင်းခြင်းတီ8 8နှစ်ခတ်တဲ့8တဲ့ဖြစ်ခြင်းကိုလည်း ဒီနှလုံးပေါင်းခြင်းဒီ၈သို့မဟုတ်၁ဖြစ်ရမယ်ပြေနော်ဒီမှာကျွန်တော်တို့၆နှစ်ပေါင်းခြင်းဒီ၈ဆိုပြီးတော့ဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ညနေအတွက်က၈ရဲ့၃ရဲ့ပေါင်းခြင်းဒီ၁၁နဲ့ဒီက၃နဲ့ပေါင်းတော့၄၄နှစ်ခက်နဲ့၄နှစ်ဖြစ်ခြင်းကိုကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းဒီ၄နှစ်ဖြစ်ရမယ်ဆိုတော့ဒီမှာကျွန်တော်တို့၄ဖြစ်အောင်ဆိုရင်၁ထိတ်ထည့်ရမယ်၂ဖြစ်အောင်ဆိုရင်၉ထိတ်ထည့်ရမယ်ပေါ့နော်ပြည့်ယူမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီ၆၁၉ဒီထိတ်ပါဗျာ ကိုနှစ်ဘရိတ်တူထိုးတယ်ဟုတ်ကဲ့ပါဗျာနော်ဘရိတ်ကတော့ကျွန်တော်မနေ့ကပြခဲ့တဲ့ကျွန်တော်မနေ့ကတော့9ပါဝါ3ညဘရိတ်ကိုပေးခဲ့တာပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်တို့ရမယ်ဘရိတ်ဒီ9ရဲ့4ရဲ့ပေါင်းချင်းဒီ6 6နဲ့ဒီက3ညနဲ့ပေါင်းတော့6ပေါ့နော်ဒါဆိုဒီမှာဒီကျွန်တော်တို့6 4ဒီဘရိတ်ပေါ့နောက်တစ်ပင်က3ရဲ့6ရဲ့ပေါင်းချင်းဒီ6 6နဲ့ဒီက6နဲ့ပေါင်းတော့9 9ပါဝါ3ည9 3ညဒီဒီမှာဘရိတ်ဗျာ ဒါဆိုကျွန်တော်ဒီမှာဒီ383ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ1 1 power ဒီ6 1 6ဒီဒီမှာ break တော့တွေ့တယ်ဗျ။အဲလေမင်္ဂလာဟုတ်ကဲ့မင်္ဂလာပါဗျ။ဒါဆိုကျွန်တော်ဒီမှာတော့ခဏစီပေးရသည်တော့6 1 9ကိုကျွန်တော်တို့2ခွန်3ညနောက်ပိတ်ဆိုတော့ကျွန်တော်ဒီမှာပေါ့နော်6 6ခွန်60 1 1ခွန်10 9 9ခွန်90ဆိုပြီးတော့ တော်ရဲ့တွက်ဆိုင်ရတော့ကောင်တွေကတဲထုတ်ရမယ်ခဏပေါ့နော်အားလုံးမဲ့ဒါလေးကိုကြိုက်နေတဲ့ရင်တော့သုံးပြကျွန်တော်ယူထားတဲ့အခွေဆိုင်လေးကိုလည်းကျွန်တော်ပြပေးဦးမယ်ပေါ့နော်ကျွန်တော်လေးလုံးအခွေယူထားတဲ့ site ဒီတော့ကျွန်တော်တို့ဒီ40အထွက်ထားခြင်းပေါ့နော်ဒီ40အထွက်ပြီးရင်ကျွန်တော် light ထွက်နေတဲ့အခွေဆိုင်ကိုကျွန်တော်ယူထားခြင်းဖြစ်ပါလေဗျကျွန်တော်တို့ဒီဘက်မှာဒီထဲမှာပေါ့နော် ကျော်ဒီမှာဆိုရင်3.4လေးပေါ့နော်3.4လေးထွက်ပြီးရင်ကျော်5ရက်အတွင်းမှာထွက်တဲ့အခွေကိုကျွန်တော်ထုတ်ထားခြင်းဖြစ်တယ်ဗျကျော်ဒီမှာဆိုရင်1 2 345ပေါ့နော်ဒီ5ရက်အတွင်းမှာကျွန်တော်တို့ကျွန်တော်ပေးထားတဲ့8931အခွေပေါ့နော်ဒီ3.4အားထွက်ထားခြင်းကြောင့်5ရက်အတွင်းမှာ8931အခွေဗျဒီဘက်မှာတော့ကျွန်တော်တို့9ရက်အတွင်းမှာ61ထွက်တယ်18ဆိုပြီးထွက်တယ်ကျွန်တော်တို့1ပူးဆိုပြီးတော့ထွက်တယ်ပေါ့နော်ဒီ3.4အားထွက်ထားခြင်းကြောင့်သူ့ရဲ့အောက်9ရက်အတွင်းမှာ တို့6931အခွေက6118တပူးဆိုပြီးတော့၃ချိန်ထွက်တယ်ပေါ့နော်ကျွန်တော်ဒီမှာဒီလဲ40ထွက်ထားတယ်ပေါ့နော်40ထွက်ထားခြင်းကြောင့်သူ့ရဲ့အောင်5ရက်အတွင်းမှာ6931အခွေပေါ့နော်ညီမဆို1234ပေါ့နော်ဒီမှာဒီမှာတော့တစ်ချိန်ထွက်ထားတာဖြစ်တဲ့အတွက်1234ဒီဒီချိန်ထိပဲယူလိုက်ရင်တော့မှကျွန်တော်တို့ဒီမှာ6931အခွေကကျွန်တော်တို့19ဆိုပြီးတော့ထွက်တယ်ဗျာ ဒါဆိုရင်တော့နောက်တစ်ပြန်နောက်ဘက်ပေါ့နော်ကျွန်တော်ဒီဘက်မှာလည်းကျွန်တော်တို့၃ညလေးဆိုပြီးတော့ထွက်ထားတယ်၃ညလေးထွက်ထားခြင်းကြောင့်သူ့ရဲ့အောက်၅ရဲ့အတွက်မှာ၃ည၈ခု၃ညတည်းအခွေပေါ့နော်10 2 3 4 5ပေါ့နော်ဒီ9ရဲ့အတွက်မှာကျွန်တော်တို့8 9 3ညတဲ့အခွေထွက်ရမယ်ဗျအဲ့မှာဘာထွက်လဲဆိုတော့9ရဲ့အတွက်မှာကျွန်တော်တို့6 8ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီဘက်မှာလဲပေါ့နော်ဒီမှာလဲ40ဆိုပြီးတော့ထွက်ထားတယ်ဗျ 40ထွက်ထားခြင်းကြောင့်ကျွန်တော်တို့သူ့ရဲ့နောက်ပါပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့69တုံညာတည့်အခွေက60ဆိုပြီးတော့တန်းထွက်ထားတယ်ဗျဒီအောက်မှာရေးလိုက်မှဆိုလဲကျွန်တော်တို့1 2 3 4 5ဆိုလဲဒီမှာ81ဆိုပြီးတော့ထက်ထွက်တယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့40ဆိုပြီးထွက်ထားခြင်းကြောင့်ကျွန်တော်တို့69တုံညာတည့်အခွေကဒီမှာကျွန်တော်တို့တုံညာဘူးဆိုပြီးတော့တန်းထွက်တယ်ဗျဒီမှာထက်ရေးမယ်ဆိုရင်တော့1 2 3 4 5ပေါ့နော်ဒီမှာတော့မထွက်တော့ဘူးနောက်တစ်ရက်မှာကျွန်တော်တို့3ည8ဆိုပြီးတော့ထက်ထွက်တယ် ဒီမှာလဲကျွန်တော်တို့40ဆိုပြီးထွက်ထားတယ်ပေါ့နော်ဒီ40ထွက်ထားခြင်းကြောင့်ကျွန်တော်တို့သူ့ရဲ့နောက်မှာ8939အခွေထွက်တယ်ဗျဒီမှာတော့ကျွန်တော်တို့သူ့ရဲ့နောက်ကက်ရံမှာပဲ68ဆိုပြီးတော့တန့်ထွက်တယ်ပေါ့နော်ဒီမှာဆိုလဲသူ့အောက်မှာဆိုလဲကျွန်တော်တို့9ဘူးရဲ့18ရဲ့10ဘူးရဲ့ဆိုပြီးတော့ထက်ထွက်တယ်ဒီမှာလဲကျွန်တော်တို့40ဆိုပြီးတော့ထွက်ထားတယ်ဗျ40ထွက်ထားခြင်းကြောင့်သူ့ရဲ့အောက်9ရဲ့အတွင်းမှာပေါ့နော်8939အခွေအဲ့ဒီမှာကျွန်တော်တို့ဘာထွက်လဲဆိုတော့ဒီမှာ18ဆိုပြီးတော့ထွက်တယ်38ဆိုပြီးတော့ထွက်တယ်ဗျ ဒါဆိုရင်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ဒီမှာပေါ့နော်ပြီးခဲ့တဲ့ဘက်က40ဆိုပြီးတော့ထွက်ထားခြင်းရှိရပြန်နော်40ဆိုပြီးထွက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ယူထားတဲ့မူသည်8939ခွေပေါ့နော်8939ခွေဒီ9ရက်အတွင်းမှာထွက်တဲ့ခွေဖြစ်တယ်ဗျဒါဆိုရင်ကျွန်တော်ဒီနေ့မှာတော့ရချင်းဒီရောစေ့ယူပေါ့နော်ဒီမှာဆိုကျွန်တော်တို့12345ဆိုတော့ကျွန်တော်ဒီရက်မှာပဲထွက်ရမယ်ဗျဒါကြောင့်မို့ညနေမှာကျွန်တော်တို့အကူမတို့ကကြက်ရင်တော့8939တဲ့အခွေကိုတော့ကစားပါတော့ အဲ့ဒီ40အထွက်ပြီးသူ့အောင်9ရက်အတွင်း6939တက်ခွေတယ်ဟုတ်ပါလေဗျာနော်ကျွန်တော်တို့9ရက်အတွင်းဆိုတော့ဒီမှာထွက်ထားတာဒီကျွန်တော်40ဒီကိုထွက်ထားတယ်ပေါ့နော်သူ့အောင်9ရက်ဆိုတော့1 2 3 4 5ဒီရက်ဒီကျွန်တော်တို့ရချင်းစေတဲ့ရက်ပေါ့နော်ဒါကြောင့်မို့ဒီအခွေဒီဒီနှစ်ရက်မှာဒီရက်ဒီအချိန်မှာမထွက်ခဲ့ရင်တော့နောက်တစ်ပတ်မှကျင်းသေးတယ်လို့ရှိပါလေဗျာနော်အားလုံးပဲဒါလေးလည်းနားလည်မယ်ထင်တယ်ဗျာအကိုမတို့ကကျင်းနှစ်တက်ရအောင်တော့သုံးပေါ့နော်ကျွန်တော်နေတိုင်း လက်တွေ့ site ကတော့ကျွန်တော်ဒီမှာပေါ့နော်6နှစ်6ခွင့်60 1နှစ်1ခွင့်30 9နှစ်9ခွင့်60ဆိုပြီးတော့ရပါတယ်ဗျโอเคပါအားလုံးပဲကျွန်တော်တွက်ပြလေးနားလေသဘောပေါက်ကြမယ်လို့ထင်ပါတယ်ဗျာเนาะအကိုမားတွေအကြိုက်တီ၄နိုင်ပဲထွက်မဲ့ခဏနဲ့ထပ်တူကြပါသေးလို့လဲစုမွန်ကောင်တောင်းပေးလိုက်ပါတယ်ဗျာအားလုံးပဲကံကောင်းကြပါစေအားလုံးပဲဘိုင်းဘိုင်စီယူပါအားလုံးပဲ